မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတာထီးလင်းမြို့နယ်ကြောက်ထုမြို့ကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို၄ရက်တာတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်ကဗိုလ်ကြီးတအုပ်အပါအဝင်စစ်သား24ဦးသေဆုံးပြီးတအုပ်ကိုအရှင်ဖမ်းမိကောင်လက်နက်ခဲယမ်းများကိုလည်းတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ20ရက်နေ့မနက်မှာထီးလင်းမြို့ကနေထွက်ခွာလာတဲ့အင်အား80ကျော်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကရောတပ်တော် YA ရဲ့လှုပ်ရှားစစ်ကြောင်းနှစ်တပ်ဖြတ်ထားတဲ့နေရာ ကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်ပြီးတော့စတင်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့အချိန်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က MI-35 ချိန်မုံရဲရဟတ်ယာဉ်များနဲ့ လေချောင်းပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။ရောတက်တော် YA နဲ့မဟာမိတ်တပ်ဖွဲ့များပြည်သူ့ကာကွယ်တပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့များကလည်းတိုက်ခိုက်ရေး drone များဒေသခံပတ်ကပတ်တပ်ဖွဲ့များကလက်နက်ကြီးများနဲ့ရောတက်တော်ကိုအားဖြည့်ကူညီပေးခဲ့တဲ့အတွက်ကြောင့် November လ20ရက်နေ့ည9နာရီအချိန်ထိကိုတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အချက်ဘတ်စစ်တပ်ကအများအပြားထိခိုက်ဒိဆုံးကထီလင်းမျိုးတွင်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အလားတူပဲ November လ26ရက်နေ့မိုးလယ်2:26မိနစ်အချိန်မှာကြောက်ထုမျိုးအမြောက်တပ်အမတ်တ368တပ်ဝင်းအနီး1ကီလိုမီတာ တာအကွာမှာရောတက်တော် YA ရဲ့လှုပ်ရှားဆက်ကြောင်း၄နဲ့ကြောက်ထုအမတာ368ကထွက်လာတဲ့အင်အား30ခန့်ပါတဲ့စစ်ကြောင်းရှေ့ပြေးစစ်သားများထိပ်တွေ့တိုက်ပွဲအနီးကပ်ဖြစ်ပွားခဲ့ရာညနေ၄နာရီအချိန်အထိကိုအပြရန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကလည်းထိခိုက်ဒိဆုံးမှုများပြားကရောတက်တော် YA ဘက်ကရဲဘော်တအူကြာဆုံးခဲ့ရတယ်လို့သိရပါတယ်နိုဗမ်ဘာလ28ရက်နေ့မနက်7:00မိနစ်50အချိန်အထိကိုကြောက်ထုမြို့အမတာ368တက်က ထမှန်အားဖြစ်တင်းနေပြီးရောတက်တော် YA အခြေပြုရာနေရာကိုထမှန်စစ်ကြောင်းထိုးလာတဲ့အတွက်လက်ဦးမှုရယူတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကြောင်းအထိနာခဲ့ပြီးတော့လေကြောင်းပစ်ကူ6ကြိမ်ယူပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဟာ23နှစ်ကြာကြာမြင့်ခဲ့ပြီးတော့လေကြောင်းပစ်ကူတိုက်ခိုက်နေတဲ့ဂျားတွေကရောတက်တော် YA တပ်ဖွဲ့ဝင်များအထိကိမ်းမရှိဘဲနဲ့တိုက်ပွဲဝင်နိုင်ခဲ့တယ်လို့သိရပါတယ်။နိုဗ ెంబ ာလ28ရက်နေ့မနက်9နာရီအချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများပြန်လည်ဆုတ်ခွာသွားတဲ့အတွက်တိုက်ပွဲဖြစ်ပွားရာနေရာကိုနေမြေရှင်းလင်းရေးလှုံ့ဆော်ခဲ့ရမှာအကြမ်းဖက် စစ်သားအလောင်းနှလောင်း MA1 အမျိုးအစားတပ်နက်နှစ်လက်ခဲရနဲ့စစ်သုံးဆောင်ပစ္စည်းတချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲနိုဗ ెంబ ာလ28ရက်နေ့မနက်9:30မိနစ်အချိန်မှာထီးလင်းမြို့ရွှေထီးခမ်းမကအင်အား80ခန်းနဲ့အနီးနားကခြေရွာများကိုလူရဖြက်စီးရန်ထွက်လာတဲ့တပ်မခွန်ခေါ် တရရင်တရားခေါ်ပူပေါင်းစစ်ချောင်းကိုရောတက်တော့ YA ရဲ့လှုံရှားစစ်ချောင်း၃ကလက်ဦးမှုရယူပြီးတော့ဂျမ်းချက်တိုက်ခတ်ရအကြမ်းမဲ့စစ်သားများအထိနာပြီးတော့မိုးလွယ်တနအီခွဲအချိန်မှာထီလင်းမျိုးတွင်ကိုပြတ်ဆုတ်သွားတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲဟာ၅နာရီခွဲကန်ကြာမြင့်ခဲ့ပြီးတော့အကြမ်းမဲ့စစ်ကောင်စီဘက်က MI35 ချိန်မုံရဲ့ရဟတ်ရင်နဲ့လေကြောင်းပစ်ကူပေးကအဲ့ဒီတပ်များကိုဆွဲထုတ်သွားခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့ drone တပ်ဖွဲ့များကလည်းရောတက်တော့ YA နဲ့လက်ရောက်ပူးပေါင်းခဲ့ပြီးတော့ဟန်ချက်ညီညီတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီတိုက်ပွဲများအတွင်းမှာစစ်ကြောမှုအရာရှိဗိုလ်ကြီးတအူပါဝင်ပြီးတော့အကြမ်းဖက်စစ်သားအလောင်း၈လောင်းစစ်တုံးပဲတအူ MA1 အမျိုးအစားတနက်တလက်ကပိုင်နှလန်းအချားကြီးနဲ့ခဲရံများစစ်သုံးဆောင်များရေဒီယိုဆက်များကိုတိုက်စီရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကြောထိုးထိုးစစ်ဆင်လာတဲ့စစ်တပ်ဟာဂဇင်ကလျားနဲ့ထွက်ပြေးဆုတ်ခွာသွားကြောင်းရောတက်တော် YA တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။ လေးရတာတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကတိတိကျကျသတင်းရတာကတော့စုစုပေါင်း24ရောက်သေးတယ်ဗျရရှိထားတဲ့အလောင်းက၈လောင်းရတယ်ဒီထက်ကြာဆုံးတာတွေထိခိုက်မှုပြင်းထန်တာတွေနဲ့ပျောက်ဆုံးနေတာတွေလည်းရှိပါတယ်စစ်ကောင်စီဘက်ကစစ်ကြောင်းမှုအရာရှိတယောက်လည်းကြာဆုံးတဲ့အထက်မှာပါတယ် ်လေရင်ပြစ်ကူကတော့တိုက်ပွဲ၄ရက်စလုံးမှာလာပါတယ်အဲ့ဒီတိုက်ပွဲပြီးကြတဲ့ကအခုချိန်ထိတော့ထွက်မလာတော့ဘူးလို့ရောတက်တော် 1A တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာရောတက်တော် 1A ကရဲဘော်2ဦးအပြင်းထန်ဒဏ်ရာရရှိကပူးပေါင်းလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်က PDF ရဲဘော်2ဦးအသက်ပေးဆက်ခဲ့ရတယ်လို့သိရပါတယ်တိုက်ပွဲများအတွင်းမှာဒဏ်ရာရရှိတဲ့စစ်သား5ဦးဟာလည်းထပ်မံတေဆုံးသွားပြီးတော့ဒဏ်ရာရရှိသူစစ်သား10ဦးဟာစေကူတောင်မှခံယူနေရတယ်လို့သိရပါတယ်စစ်စင်ရေးတိုက်ပွဲများမှာရောတက်တော် 1A ဟာမဟာမိတ်ချင်းကြီးနောင် CB ယောဂါခွဲတက် YDF တို့နဲ့ပူးပေါင်းကရောဒေတာစစ်စင်ရေးများကိုတုံးမြေဖော်ဆောင်လျက်ရှိပြီးတော့နီးစပ်ရာဒေတာကန်ကာကွယ်တပ်ဖွဲ့များခရိုင်တိုက်ရဲများနဲ့ drone တပ်ဖွဲ့များလည်းပူးပေါင်းကဟန်ချက်ညီညီတိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောအချက်ဖတ်စစ်ကောင်စီကထိုင်းငါးဖန်းလေများကိုပြစ်ခတ်ပြီးထိုင်းနိုင်ငံသားငါးဖန်းသမားများကိုမြန်မာစစ်တပ်ကဖမ်းဆီးမှုအပေါ်ကန့်ကွက်ကြောင်းထိုင်းဝင်ကြီးချုပ်ပေတုံတန်ရှင်နဝတ်ထရာက သတင်းမီဒီယာများကိုဒီဇင်ဘာလ၁ရက်နေ့မှာပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ30ရက်နေ့ကထိုင်းငါးဖမ်းတင်မောများကိုမြန်မာရေတပ်ကပြစ်ခတ်ခဲ့တဲ့ဖြစ်ရပ်ကိုထိုင်းနိုင်ငံကကန့်ကွက်ကြောင်းအဲ့ဒီဖြစ်စဉ်မှာထိုင်းငါးဖမ်းသမားတဦးရင်းနှစ်သိမ်းဆုပ်ခဲ့ပြီးတော့နောက်ဦးဒဏ်ရာရရှိကောင်မြန်မာနိုင်ငံသားများအပါအဝင်ငါးဖမ်းသမား32ဦးကိုမြန်မာစစ်တပ်ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။မြန်မာရေပိုင်နဲ့အတွင်ကျူးကျော်တယ်ဆိုပြီးတော့ထိုင်းငါးဖမ်းလေးများကိုမြန်မာရေတပ်ကပြစ်ခတ်ခဲ့မှုအပေါ်ထိုင်းဝင်ကြီးချုပ်က မေးခွန်းထုတ်ခဲ့တယ်လို့သိရပါတယ်။ ထိုင်းငါးဖမ်းလေတွေကမြန်မာရေးပိုင်နက်ထဲကျူးကျော်ဝင်ရောက်လာသလားလို့သတင်းတောက်များကမေးမြန်းရမှာထိုင်းဝန်ကြီးချုပ်ကမြန်မာရေးပိုင်နက်ကိုကျူးကျော်တယ်ဆိုတာဟာခိုင်လုံမှုမရှိကြောင်းမြည်သည့်အခြေအနေမှာပဲဖြစ်စေအကြမ်းဖက်မှုကိုမထောက်ခံပါဘူးလို့ဖြေကြားခဲ့ပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးဖုန်တမ်ဝီချရာချိုင်းကမြန်မာစစ်တပ်ရဲ့အင်အားအသုံးပြုမှုကိုကန့်ကွက်တဲ့စာတစောင်ကိုပေးပို့ခဲ့ပြီးတော့ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီးအသေးစိတ်ရှင်းလင်းပြောပြခဲ့ကဖမ်းဆီးထားတဲ့ထိုင်းလေနဲ့အမှုဒဏ်များကိုပြန်လွှတ်ပေးရန်တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးမရစ်ဆာဂီယာပေါမ်ဆာကလည်းမြန်မာစစ်ကောင်စီထံကိုစိုးရိမ်ကြောင်းစာတစောင်ပေးပို့လိုက်ပြီးတော့ဒီကနေ့တနင်္လာနေ့မှာမြန်မာစစ်ကောင်စီတပ်အမတ်ကိုဆင့်ခေါ်ပြီးတော့ဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းလင်းချက်ပေးရန်နဲ့ ဖမ်းဆီးထားတဲ့ထိုင်းနိုင်ငံသား၄ဦးကိုအ мян ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုမှဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်မှာစစ်တပ်ကကိုးကွယ်တဲ့မြကြောက်အပမာရမဟိန္ဒီကျောင်းတိုင်ဖုန်ကြီးကစစ်ပေးဆောင်အပအဝင်အမျိုးသမီးအယောက်20ကျော်ကိုလိန်ပိုင်းဆိုင်ရာစော်ကားပြီးတော့အသက်အန္တရာယ်ချိန်ချောက်မှုများကိုလုဆောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်ဦးလွင်မြို့နယ်အင်းကြီးစံပြရွာအနီးစခန်းစီတာဆဲအနီးမှာရှိတဲ့ ်မြားကြောက်အပမာရမဟိန္ဒီကျောင်းမှာနေထိုင်တယ်။ကျောင်းတိုင်းဖုံးကြီးအပမာရမဟိန္ဒီဆရာတော်အရှင်ဝါဒဝဆိုသူကစပေးရှောင်ပြည်သူများအပါအဝင်အမျိုးသမီးအယောက်20ကျော်ကိုလိမ်ပိုင်းဆိုင်ရာစော်ကားမှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီဖုန်ကြီးကြောင်းကိုစစ်ဘေးတင်းရှောင်လာတဲ့အမျိုးသမီးများနဲ့တရားစခန်းဝင်လာတဲ့အမျိုးသမီးများကိုပြစ်မှတ်ထားပြီးတော့သီလရှင်ဝေခိုင်းပြီးကျောင်းတိုင်ဖုန်ကြီးကသာသနာအတွက်ပါရမီဖြည့်ဘက်လုံဆောင်ရမယ်ဆိုပြီးတော့စီယုံတင်းသွင်းပြီးမျိုးဆက်ပွားရမယ်ဆိုပြီးတော့အမျိုးသမီးများကိုလိန်ပိုင်းဆိုင်ရာစော်ကားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လိန်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရတဲ့အမျိုးသမီးများကိုလည်းကျောင်းတိုင်အတွင်းမှာပိတ်လောင်ပြီးတော့ရိုက်နှက်နှိပ်စက်ခြင်းလိန်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တာများကိုထုတ်ဖော်ပြောဆိုလို့ရှိရင် တ်ပြစ်မယ်ဆိုပြီးတော့ချင်းချောက်ချင်းများကိုလည်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။သူကဖျားအလောင်းဖြစ်တဲ့အတွက်ပါရမီဖြည့်ပတ်လောက်ရမယ်။ဒါကြောင့်သူနဲ့ကလေးမွေးပေးရမှာအဲ့ဒီကလေးကိုမျိုးဆက်ချမ်းရမှာဆိုပြီးတော့တိမ့်သွင်းတာတွေလှုပ်တယ်၊လိမ်ပိုင်းဆိုင်ရာစော်ကားတယ်။နောက်ပြီးတော့သူကစိတ်အခက်မသိရင်အမျိုးသမီးတွေကိုပိတ်လောင်ပြီးတော့နှိပ်စက်တယ်။ပြီးရင်ဒါကဝစ်ကြွေးဆက်ရတယ်ဆိုပြီးတော့ပြန်ချော့တယ်၊တောင်းပန်တယ်။ဒီဝစ်ကြွေးတွေကိုဆက်ပြီးပိုကောင်းတဲ့ဘဝကိုရမှာဆိုပြီးတော့တိမ့်သွင်းစီယုံတယ်။သူလိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခံရတဲ့ မိန်းကလေးတွေကထုတ်ဖော်ပြောဆိုရင်ဓာတ်နဲ့ထောက်ပြီးတော့တတ်ပြစ်မယ်လို့ဘုန်းကြီးကချိန်ချောက်တယ်သူ့စီမားကစစ်တပ်ကြောထောက်နောက်ခံရှိတဲ့အတွက်ကြောင့်ဘယ်မိန်းကလေးကမှတိုင်ချမဖွင့်ရဲဘူးကျွန်တော်တို့ကအနီးကနေခဲ့ရတဲ့သူတွေဆိုတော့နောက်ထပ်မိန်းကလေးတွေထပ်ပြီးတော့ဖြတ်စည်းခံရမှာကိုမလိုလားလို့ထုတ်ဖော်ပြောဆိုခဲ့တာပါလို့ဘုန်းကြီးနဲ့အနီးကနေထိုင်သူများကပြောဆိုထားပါတယ်ဒါအပြင်အဲ့ဒီဘုန်းကြီးဟာလက်တွေ့အတုံးချဗုဒ္ဓဓမ္မနဲ့ဘဝအောင်မြင်ရေး online သင်တန်းနဲ့ Ghost International Company Limited တို့ကိုတီထောင်ထားပြီးတော့လစဉ်ဝင်ငွေသိန်းကိုထောင်ထဲချပြီးတော့ရရှိနေတယ်လို့သိရပါတယ် အဲ့ဒီကြောင်းထိုင်ဖုန်းကြီးဟာစီးပွားရေးအတွက် Ghost International Company Limited ကိုတည်ထောင်ထားပြီးတော့ကုမ္ပဏီကိုပါဒနာနဲ့ကမ္ဘာငြိမ်းချမ်းရေးတက္ကသိုလ်အတွက်ဆိုပြီးခေါင်းစဉ်တက်ကကုမ္ပဏီမှာအလုပ်လုပ်ကိုင်းနေတဲ့လူငယ်များကိုလုခလစားတွေခေါင်းပုံဖြတ်ခါဝင်ငွေအလုံးကိုအပိုင်စီးထားတယ်လို့သိရပါတယ်။ဒါအပြင်ငွေကြေးချမ်းသာတဲ့ဒူရီစီကလည်းခေါင်းစဉ်အမျိုးမျိုးတက်ပြီးတော့တိမ်ပေါင်းထောင်ချီအလူခံမှုများကိုလည်းလုဆောင်နေတယ်လို့သိရပါတယ်။ သူကသာသနာအတွက်ကမ္ဘာငြိမ်းချမ်းရေးတက်ကတော့တိဆောက်မယ်ဆိုပြီးတော့အကြောင်းပြပြီးလူငယ်တွေရဲ့ကိုအားညံအားငွေအားတွေကိုကြောက်ခဲရင်းညစ်တယ်လို့ညှစ်ယူနေတာ တကယ်ကသာသနာအတွက်လည်းဘာမှမလုပ်ဘူးသူ့အကျိုးစီးပွားအတွက်ပဲသူအသုံးပြုနေတာနောက်ပြီးတော့သူကသာသနာကိုမဆောက်ရှောက်ရင်သာသနာပြတ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောပြီးတော့လူငယ်တွေရဲ့အင်အားကိုလုံအားကိုအသုံးချနေတာအဲ့ဒီဘုန်းကြီးကအပမာဒနှလုံးသားကိုရက်ဆိုပြီးတော့ပရဟိတအဖွဲတီထောင်တဲ့အချိန်တုန်းကလည်းမိမကိစ္စနဲ့ငွေချင်းအရှုပ်ရှင်းနေကြောင်းနာမည်ပြတ်ပြီးတော့ပြင်းလွင်တော်တဲ့ကိုရောက်လာတာ အဲ့ဒီလိုရောက်လာပြီးငြိမ်သွားသေးတယ်စစ်တပ်အာဏာသိမ်းတဲ့အချိန်ကျမှသူ့ရဲ့ဗီဇတွေထပ်ပြလာပြီးလိမ်ပိုင်းဆိုင်ရာကိစ္စတွေငွေကြေးအရှုပ်ရှင်ကိစ္စတွေထပ်ဖြစ်တော့တာပဲလို့ဖုန်းကြီးနဲ့အနီးကနေထိုင်ခဲ့မှုတဲ့သူကပြန်လည်ပြောပြခဲ့ပါတယ်အဲ့ဒီအမျိုးသမီးအယောက်20ကျော်ကိုလိမ်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့မြကြောက်အပမာရမဟိန္ဒီကျောင်းတိုင်းဆရာတော်ကိုအမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force SSTF ထံမှအမှုဖွင့်ရန်လှုပ်ဆောင်နေကြကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့မကွေးတိုင်းရေစကြုံမြို့နယ်မှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမီးရှို့နေတဲ့အတွက်ကံမဲ့ခြေရွာမှာရှိတဲ့နေအိမ်30ကျော်မီးလောင်ပြချပြီးတော့ကလေးတအုပ်အပါအဝင်ပြည်သူနှောက်လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဒီဇင်ဘာလ1ရက်နေ့မနက်9နာရီခန့်ကကံဘက်ခြေရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့မီးရှို့ဖျက်ဆီးခဲ့ရာနေအိမ်33လုံးမီးလောင်ပျက်စီးခဲ့ကြောင်းရေးစကြိုးသတင်းအချက်အလက်ကော်မတီကပြောဆိုထားပါတယ်။အဲဒီနောက်မှာတော့မနက်9နာရီခန့်မှာတမနပို့တော်ခြေရွာကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်ရာနေအိမ်တလုံးပေါ်ကိုကြက်ရောက်ပောက်ကွဲပြီးအသက်32နှစ်အရွယ်မယီနွယ်နဲ့အသက်6နှစ်အရွယ်မယွန်းဝတီကျော်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရေးစကြိုးသတင်းအချက်အလက်ကော်မတီကပြောပါတယ်။ ကလေးကတင်းမဆုံတန်းရရတယ်အမျိုးသမီးကဥကောင်းတဲ့6တောက်တန်းရရသွားတယ်လို့ဒေသခံတဦးကပြောပါတယ်အဲ့ဒီစစ်ကြောဟာမိုင်းဆွဲခံရခြင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြောင်းမဲ့တတ်တတ်ကိုဝင်ရောက်ပြီးတော့မိရှုပစ်ခတ်သွားခြင်းဖြစ်တယ်လို့ဒေသခံများကပြောပါတယ်နိုဝင်ဘာလ22ရက်နေ့ကလည်းရေစကြုံမြို့နယ်တဲတော်ကြီးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာ နေအိမ်34လုံးပြက်စီးပြီးအမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိကောင်းအမျိုးသားတို့တေဆုံးခဲ့သေးတယ်လို့သိရပါတယ်စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်းမှာ2021ခုနှစ်မေလ1ရက်နေ့ကနေ2024ခုနှစ်ဩဂတ်လ31ရက်နေ့အထိစစ်ကောင်စီတပ်နဲ့၎င်းရဲ့လက်အောက်ခံအဖွဲ့အစည်းများရဲ့မိရှုပ်ဖျက်ဆီးမှုကြောင့်အရက်သားတွေရဲ့နေအိမ်အလုံးတစ်တန်းကျော်ပြက်စီးခဲ့တယ်လို့ Data for မြန်မာအဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ